ျွန်တော်လူသားတွေအပါအဝင်ပတ်ဝန်းကျင်မှာရှိနေကြတဲ့တက်ရှိတက်မဲ့အရာအားလုံးကိုမော်လီကျူးတွေနဲ့ဖွဲ့စည်းထားတာပါဒါမဲ့စိတ်ဝင်စားဖို့ကောင်းတာတော့လက်ရှိသိပ္ပံပညာရနေဆိုရင်တဘာဝအလျောက်တည်ရှိနေတဲ့မော်လီကျူးတွေအားလုံးနဲ့ကမှဆယ်ရာခိုင်နှုန်းလောက်ကိုပဲဖော်ထုတ်နိုင်ကြသေးတာပါကျန်တဲ့60ရာခိုင်နှုန်းကျော်ကဘာတွေလဲဆိုတာကိုဘယ်သူမှမသိကြသေးပါဘူး ကျွန်တော်လူခန္ဓာကိုအပါဝင်တက်ရှိတိုင်းဟာကြီးမားတဲ့ဓာတုဗေဒဆိုင်ရာ environment ကြီးတစ်ခုလိုပါပဲခန္ဓာကိုယ်ကြီးတစ်ခုလုံးကိုလုံးဆောင်ချက်အမျိုးမျိုးရှိတဲ့ molecule တွေနဲ့ဖွဲ့စည်းထားတာပါဥပမာဇီဝဖြစ်စဉ်တွေအတွက်တာဝန်ရှိတဲ့ molecule တွေဓာတ်ရာတွေကိုကုစားပေးတဲ့ molecule တွေရောဂါကိုတိုက်ထုတ်ပေးတဲ့ molecule တွေစသဖြင့်အများကြီးပဲရှိပါတယ်ဒီ molecule တွေဟာပဲကျွန်တော်တို့အသက်ရှင်ရပ်တည်နိုင်ရေးအတွက်အရေးကြီးဆုံးသောအရာတွေဖြစ်နေကြတာပါ ဒါကြောင့်တကယ်လို့များဒီမော်လီကျူးတွေအလုံးကိုရှာဖွေဖော်ထုတ်နိုင်ခဲ့ရင်တော့ယောဂါရှာဖွေရေး၊ဆေးဝါးအသစ်ရှာဖွေရေး၊လူတက်တန်းကိုဆွဲဆန့်နိုင်ရေးအစရှိတဲ့နယ်ပယ်ပေါင်းစုံမှာကြီးမားတဲ့တွေးရှိမှုအသစ်တွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့်မဲ့သိပ္ပံပညာရှင်တွေကနှစ်ပေါင်းများစွာအချိန်ပေးစူးစမ်းပြီးတော့မော်လီကျူးအသစ်တွေကိုရှာဖွေနေကြတာလည်းဖြစ်ပါတယ်။အခုတော့ဒီလိုအချိန်ကြာကြီးပေးပြီးစူးစမ်းရှာဖွေနေစရာမလိုတော့ဘဲနဲ့အချိန်တို့အတွင်းမှာရှာဖွေနိုင်မှုကူညီပေးနိုင်မယ့် AI တစ်ခုထွက်လာပါတယ်။ မကြသေးခင်မှာထုတ်ဝေခဲ့တဲ့ SAS Superbike Landing for Molecular Representation Using Dream ဆိုတဲ့စာတမ်းတစ်ခုကနေဒီအကြောင်းအရာတွေကိုအဓိကထားပြီးဖော်ပြထားပါတယ်။နေပညာပိုင်းအရာအရန်ကိုနတ်နေတယ်ဆိုပေမဲ့လည်းကျွန်တော်နားလည်ထားသလောက်မိတ်ဆွေတို့လည်းနားလည်အောင်လို့အလွယ်ဆုံးဖြစ်အောင်ရှင်းပြဆွေးနွေးသွားဖို့ရှိနေပါတယ်။မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ။ AI Learning မြန်မာအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီ dreams လို့ခေါ်တဲ့ AI စနစ်ကရိုးရှင်းရှင်းပြောရရင်တော့ molecule တစ်ခုကိုစစ်ဆေးလိုက်တဲ့အခါမှာထွက်လာတဲ့ထူးခြားတဲ့ပုံစံတွေကို AI ကိုလေ့လာခိုင်းတာပါအဲ့ဒီပုံစံတွေဆိုတာကတော့အလွယ်ရှင်းပြရရင်တော့ကျွန်တော်လူတိုင်းလူတိုင်းမှာတယောက်နဲ့တယောက်မတူကြတဲ့ unique ဖြစ်နေကြတဲ့လက်ပွေတွေရှိကြသလိုပဲ molecule တစ်ခုချင်းစီရဲ့လက်ပွေတွေလို့ပြောရမှာဖြစ်ပါတယ် AI ကအဲ့ဒီလက်ပွေရာတွေကိုမှတ်ထားပြီးတော့ခွဲခြားလာနိုင်တာနဲ့အမျှကျွန်တော်တို့မသိသေးတဲ့ molecule အစ်စ်တွေကိုခံမှန်းပြီးတော့ဖော်ထုတ်လာနိုင်တော့မှာဖြစ်ပါတယ်။ဒါမဲ့ဒီနေရာမှာသိပ္ပံပညာရှင်တွေကအရင်ကဘလို့နီးလန်းတွေကိုတုံးပြီးတော့ molecule တွေကိုလေ့လာခဲ့ကြလဲဆိုတာလေးကိုလည်းအကြမ်းပြင်းတော့သိထားဖို့တော့လိုအပ်လာပါတယ်။ အရင်အဆိုရင်သိပ္ပံပညာရှင်တွေကတဘာဝမော်လီကျူးတွေကိုဖော်ထုတ်နိုင်ဖို့အတွက်အဓိကအသုံးပြုတဲ့စနစ်ကိုတော့ LC-MS လို့အတူောက်ခေါ်ပါတယ်။သူကဘလို့အလုံးလုံးလဲဆိုရင်တော့ပထမဦးဆုံးနမူနာတစ်ခုတည်းကနေမော်လီကျူးအမျိုးမျိုးကိုခွဲထုတ်ပါတယ်။ဥပမာသွေးနမူနာဆိုရင်လည်းသွေးထဲမှာပါတဲ့မော်လီကျူးအမျိုးမျိုးကိုခွဲထုတ်တာပါ။ပြီးရင်အဲ့ဒီခွဲထုတ်ထားတဲ့မော်လီကျူးတွေကိုအပိုင်းပိုင်းဖြတ်လိုက်ပါတယ်။နောက်တော့အဲ့ဒီအပိုင်းပိုင်းဖြတ်ထားတဲ့မော်လီကျူးတွေကနေတဆင့် စပက်ထရမ်လို့ခေါ်တဲ့ပုံစံတစ်ခုကိုဖန်တီးလိုက်ပါတယ်ဒီစပက်ထရမ်ကိုမော်လီကျူးရဲ့လက်ပွေအားမော်လီကျူလာဖင်ဂါပရင့်လို့စဉ်းစားလိုက်လို့ရပါတယ်ဒီအပိုင်းထိရတော့လွယ်ပါတယ်ဒါပေမဲ့ပြဿနာကလည်းဒီအပိုင်းမှာပဲစပါတယ်ဘာပေါ်မှာရှိတဲ့ဘယ်အရာဝတ္ထုမဆိုယူပြီးတော့ဒီလိုစပက်ထရမ်ပုံစံမျိုးနဲ့ဖော်ပြလို့ရပါတယ်ဒါပေမဲ့ဒီစပက်ထရမ်ဒါမှမဟုတ်လက်ပွေအရာတွေကိုအထိပယ်ဖော်နိုင်ဖို့ကတော့အရန်ကိုခက်ခဲနေတာပါ ရရှိထားတဲ့ spectrum တွေအားလုံးထဲမှာ၁၀ရာခိုင်နှုန်းအောက်လောက်ကိုပဲလူသိများတဲ့ molecule ဖွဲ့စည်းပုံတွေအဖြစ်နဲ့ဖော်ထုတ်နိုင်ပါသေးတယ်။ကျန်တဲ့60ရာခိုင်နှုန်းကျော်ကတော့ dark data လို့ခေါ်တဲ့ဘာမှမသိတဲ့လက်ပွေတွေဖြစ်နေတာပါ။ဒီနေရာမှာစောစောပြောခဲ့တဲ့ dream maps လို့ AI စနစ်တွေရဲ့အခန်းကဏ္ဍကတကယ့်ကိုအရေးပါလာတာဖြစ်ပါတယ်။ဒီစာရန်ထဲမှာတော့သူတေတီတွေကဒီပြဿနာကိုဖြေရှင်းဖို့ dream maps neural network လို့ခေါ်တဲ့ AI နီးလန်းအသစ်တစ်ခုကိုသုံးခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။ အဓိကရည်ရချက်ကတော့ကျွန်တော်တို့အရင်ကအထိပ္ပယ်ဖော်လို့မရခဲ့တဲ့ spectrum တွေအားလုံးကိုအသုံးပြုပြီးတော့ AI ကိုလေ့ကျင့်ပေးဖို့ပဲဖြစ်ပါတယ်။ဒီလိုလှုပ်ချင်းအပြင်ဓာတုဗေဒဆိုင်ရာလှည့်ဝတ်ချက်တွေကိုဖော်ထုတ်ပေးနိုင်ပြီးတော့ဤပညာအသစ်အယူအဆအသစ်တွေပေါ်ပေါက်လာစေဖို့မျှော်လင့်ခဲ့ကြတာပါ။ဒီနေရာမှာပညာရှင်တွေက sub supervised learning လို့ခေါ်တဲ့နည်းလမ်းတစ်မျိုးကိုသုံးခဲ့ကြပါတယ်။အလွယ်ဆုံးပြောရရင်တော့ဒါ neural network တစ်ခုပါ။ ဒီ network ကနေ spectrum တွေကိုအတိတ်ပဲပေါ်ဖို့ဒါမှမဟုတ်ဒီ spectrum တွေရဲ့နောက်ွယ်ရာ molecule တွေရာဂုံတက်တိတွေကိုခံမှန်းနိုင်အောင်လို့လေ့ကျင့်ပေးထားကြတာပါဒီလိုလှုပ်လိုက်ုံနဲ့ AI က molecule တွေအကြောင်းကိုဘယ်လိုသိသွားနိုင်မှာလဲလို့မေးခွန်းထုတ်ဆရာရှိလာနိုင်ပါတယ်ဒီအချက်ကိုတော့ဘာသာစကားတစ်မျိုးမျိုး လေ့လာကြတဲ့အခါမှာရုပ်ရှင်တွေအများကြီးကြည့်တာအတန်တွေများများနားထောင်တာလုပ်ရုံနဲ့တင်လေ့လာနိုင်တာမျိုးနဲ့နှိုင်းရှင်ပြီးစဉ်းစားကြည့်လို့ရပါတယ် ရုပ်ရှင်တွေအများကြီးကိုထိုင်ကြည့်နေုံနဲ့တင်ဒီစကားဘာအဓိပ္ပာယ်လဲဆိုပြီးတစ်ခုချင်း లై ရှင်းပြနေဖို့မလိုအပ်တော့ပါဘူးတကယ်လို့မိတ်ဆွေရတာအဲ့ဒီဘာသာစကားနဲ့ရေးပြထားတဲ့စာတန်းထိုးရုပ်ရှင်တွေကိုကြည့်နေမယ်ဆိုရင်တော့စကားလုံးတစ်ချို့နဲ့ဇက်ကောင်တွေရဲ့လှုပ်ရှားမှုတစ်ချို့ကိုထပ်ခါတလဲလဲတွေ့ရပါလိမ့်မယ်နောက်ဆုံးမှာတော့တွယ်ဝိုက်တဲ့နီးနဲ့ပဲဖြစ်ဖြစ်အဲ့ဒီဘာသာစကားရဲ့တံတားနဲ့အဓိပ္ပာယ်တွေကိုတဖြည်းဖြည်းနားလည်လာပါလိမ့်မယ်။ဒီ sub supervised learning ကလည်းအဲ့လိုပဲဖြစ်ပါတယ်။ AI model ကို data အများကြီးပြပေးလိုက်တယ်ဒီ data တွေကနေတဆင့် AI ကသူတို့ရဲ့နောက်ွယ်ရတတာဒါမှမဟုတ်ဘာသာစကားကိုသင်ယူလိုက်တာမျိုးပါဒီလုပ်ငန်းစဉ်ကိုတော့ train AI ကလုပ်ပါတယ် တစ်ဆက်တည်းမှာပဲ तू က spectrum တွေကိုဖတ်ပြီးတော့အထိပ္ပယ်ပေါ်တတ်သွားပြီဆိုတာနဲ့တပြိုင်နဲ့ကျွန်တော်တို့ဘာမှမသိသေးတဲ့သဘာဝ molecule ပေါင်းတန်း200ကျော်ရဲ့ spectrum တွေကို decoding စလုပ်ပါတယ်ပြီးရင်တော့အဲ့ဒီ molecule တစ်ခုချင်းစီကို dream atlas လို့ခေါ်တဲ့ multi dimensional space တစ်ခုအပေါ်မှာ map တစ်ခုအနေနဲ့ပုံဖော်လိုက်ပါတယ်အလွယ်ပြောရရင်တော့ကျွန်တော်တို့သိပြီးသား molecule တွေအပြင်ခုန AI ကအတိတ်ပဲဖော်လိုက်တဲ့ molecule ပေါင်းတန်း200ကျော်အလုံးပါဝင်တဲ့လမ်းပြမြေပုံ map တစ်ခုကိုဆွဲလိုက်တာပါ ။ဒီမြေပေါ်မှာမှာ molecule တစ်ခုချင်းစီရဲ့ position ကသူနဲ့တခြား molecule တွေနဲ့ဘယ်လောက်ထိတူညီနေလဲဆိုတာပေါ်မှာမူတည်ပြီးတော့ဖော်ပြပေးတာဖြစ်ပါတယ်။ဆိုလိုတာဂုံတက်တည်ချင်းတူတဲ့ molecule တွေဟာဒီမြေပုံပေါ်မှာတစ်ခုနဲ့တစ်ခုနီးနီးကပ်ကပ်ရှိနေကြမှာဖြစ်ပြီးတော့တကယ်လို့အဆက်နှဆက်ကအချင်းချင်းအရန်ဝေးနေပြီဆိုရင်တော့သူတို့ရဲ့ဖွဲ့စည်းပုံဒါမှမဟုတ်ဓာတုပေဒါဆိုင်ရာဂုံတက်တွေကအကြီးအကျယ်ကွာခြားနေကြလို့ပဲဖြစ်ပါတယ် ဒီလိုလုံးလိုက်နိုင်ုံလေးနဲ့ဘာတွေထူးခြားသွားမှာလဲပထမဆုံးအနေနဲ့စိတ်ဝင်စားစရာကောင်းတဲ့တွေ့ရှိချက်တစ်ခုကတော့ကျွန်တော်တို့မဖော်ထုတ်နိုင်သေးတဲ့ molecule 60ရာခိုင်နှုန်းကျော်အပါအဝင် molecule အလုံးထဲမှာအဓိပ္ပာယ်ရှိတဲ့တူညီမှုတွေကိုရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ် တနည်းအားဖြင့်ဒါကို molecule တိုင်းအတွက်မူပေါင်းတစ်ခုလို့စဉ်းစားကြည့်နိုင်ပါတယ်။ဥပမာလူတွေတည်ထားပြီးသားဖြစ်တဲ့ molecule တစ်ခုရဲ့နားမှာလူတွေမတည်သေးတဲ့ molecule တွေရှိနေတယ်ဆိုရင်ဒီ molecule တွေဟာကျွန်တော်တို့တည်ထားတဲ့ molecule နဲ့အတော်လေးဆင်တူတယ်ဆိုတာမျိုးသိနိုင်တာမျိုးပါ။ ဒါကိုကြည့်ပြီးတော့ဘယ်မော်လီကျူးတွေကတော့ကျွန်တော်တို့လုံးဝမသိသေးတဲ့မော်လီကျူးတွေလဲဆိုတာကိုလည်းဆုံးဖြတ်နိုင်ပါတယ်ဒီ theory ကိုလက်တွေ့စမ်းသပ်ကြည့်ဖို့အတွက်ပညာရှင်တွေကမတူညီတဲ့အစားအစာတွေနဲ့စမ်းသပ်ကြည့်ကြတာမှာအသားအချိုရည်ဟင်းသီးဟင်းရွက်စသဖြင့်တိကျအုပ်စုလေးတွေအဖြစ်နဲ့မက်ပေါ်မှာတွေးခဲ့ကြရတယ်လို့ဆိုပါတယ်ဒါအပြင်လူအရေပြားမော်လီကျူးနဲ့စိုက်ပျိုးရေးမှာအသုံးများတဲ့ဓာတုဗေဒပစ္စည်းတမျိုးကိုစမ်းသပ်ကြည့်ကြတဲ့အခါမှာတော့မက်ပေါ်မှာတော်တော်လေးနီးနီးကပ်ကပ်ချိတ်ဆက်နေတာကိုတွေ့ရပါတယ် ဒါကြောင့်ဒီဓာတုပစ္စည်းနဲ့ထိတွေ့မှုကနေအရေးပြားယောဂါတွေကိုဖြစ်စေနိုင်တယ်လို့ယူဆနိုင်သွားကြပါတယ်။ဒါပေမဲ့ဒီ Atlas ကတော့ဆက်ဆက်မှုတွေကိုပဲပုံဖော်ပေးနိုင်သေးတာပါ။ဒါကြောင့်ဓာတ်ရိုက်အကြောင်းအကျိုးဆက်ဆက်မှုရှိမရှိဆိုတာကိုတော့မပြောနိုင်သေးပါဘူး။ဒါပေမဲ့ဒီအရာနှစ်ခုနီးနီးဆက်ဆက်ရှိနေတာကိုတေချာသွားစေတဲ့အတွက်တော့ပညာရှင်တွေအနေနဲ့ဒီအရာနှစ်ခုကိုဘယ်လိုဆက်ဆက်နေလဲဆိုတာကိုထပ်ပြီးလေ့လာသွားနိုင်တော့မှာဖြစ်ပါတယ် ဒါအပြင် DAI ဟာ lipid လို့ခေါ်တဲ့အဆီအမျိုးအစားတစ်ခုကိုလည်းဖော်ထုတ်နိုင်ခဲ့ပါတယ်။ဒါ type 2စီးချိုယောဂနဲ့အရင်နှီးစပ်ရုံသာမကဘဲနဲ့အုံနောက်ကင်ဆာ၊အဆုတ်ကင်ဆာနဲ့ကြောက်ကပ်ကင်ဆာတွေနဲ့လည်းဆက်ဆက်နေတာတွေ့ခဲ့ကြရပါတယ်။ထပ်ပြီးအတိအကျပြောရရင်တော့ဒီ lipid အမျိုးအစားကိုတေချာခွဲခြမ်းစိတ်ဖြာပြီးတော့ကင်ဆာအမျိုးမျိုးနဲ့ဘယ်လိုဆက်ဆက်နေလဲဆိုတာကိုပါလေ့လာနိုင်တော့မှာဖြစ်ပါတယ်။အဲ့ဒီကနေတဆင့်ဒီကင်ဆာအမျိုးအစားတွေကိုတိုက်ဖြတ်နိုင်ဖို့ကုသနည်းအသစ်တွေလည်းထွက်ပေါ်လာနိုင်ပါသေးတယ်။ ပညာရှင်တွေကတော့ဒီ AI ကိုအသုံးချပြီးတော့ကျွန်တော်သိထားပြီးသားဆေးဝါးတွေနဲ့နီးစပ်တဲ့ molecule အုပ်စုတွေကိုကြည့်ခြင်းအပြင်ဆေးဝါးအသစ်တွေအများကြီးထပ်ပြီးရှာဖွေနိုင်လိမ့်မယ်လို့ဆိုပါတယ်။ဆိုတော့ဒါကတော့အခုမှအစာပိုင်းလေးပဲရှိပါသေးတယ်။ပိုကောင်းတာကတော့ dis pattern တွေကိုယူပြီးတော့ molecule ရဲ့ဖွဲ့စည်းပုံအပြည့်အစုံကိုခံမှန်းနိုင်တဲ့ AI တစ်ခုကိုလေ့ကျင့်ပေးနိုင်ခဲ့ရင်တော့ဒါအကောင်းဆုံးပန်းနိုင်တစ်ခုကိုရောက်သွားပြီလို့ပြောရမှာပါ။ လောလောဆယ်အဲ့ဒီအဆင့်ကိုမရောက်သေးပေမဲ့လေ Dream AI ကအဲ့ဒီ ஊ တီ Jersey ကို ஊ တီနေတဲ့ခြေလှမ်းတစ်ခုဖြစ်နေတာကိုတော့တွေးခဲ့ကြရတာပဲဖြစ်ပါတယ်ဒီပေါ်မှာမိတ်ဆွေတွေရဲ့သုံးသက်ချက်အမြင်လေးတွေကိုလည်းကိုမတ်မှာမျှဝေပေးခဲ့ကြပါအောင်ဗျာမိတ်ဆွေများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါမယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ကြမယ်